မင်္ဂလာပါရှင်ကျမက TNHMS Center ရဲ့ founder နဲ့ MMOU organization ရဲ့ chairperson နှင်းဆက်ရဖြစ်ပါတယ်ဒီနေ့မှာကျောင်းသားတွေအားလုံးဘာဖြစ်လို့ MMOU ကိုရှင်းပြတဲ့တည်းဆိုတဲ့အကြောင်းကိုရှင်းပြပြတော့မှာဖြစ်ပါတယ် MMOU organization ကတကယ်တော့ TNH နဲ့ partner လုပ်ထားတဲ့အဖွဲ့အစည်းတွေကနေစုပေါင်းပြီးတော့ဖွဲ့စည်းရတာဖြစ်ပါတယ်ဆောင်ပွဲတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ organization တွေကျောင်းတွေကနေပြီးတော့ TNH ကို Test Center Grade Align အမေခွန်းတွေပေးပို့ရပါတယ် အဲ့ဒီမိန်းကလေးပေါ်မှာ ကျမတို့ကစုစည်းပြီးတဲ့အခါမှာစာမေးပွဲမှာပါတဲ့တဲ့မိန်းကလေးကိုအကျဉ်းရွေးချယ်ပါတယ်အွန်လိုင်းကနေတစ်စီးပြင်ချယ်ပါတယ်အဲ့ဒီရရှိလာတဲ့မိန်းကလေးကိုဒီ MMU meeting ကိုဆက်လက်ပြီးတော့ကျင်းပနေတော့ဒီအဖွဲ့အစည်းမှာပါဝင်တဲ့အကြောင်းတွေကတာဝန်ရှိသူတွေနဲ့ကျမတို့လူချင်းတွေ့ဆုံဆွေးနွေးပြီးမိန်းကလေးကို အချောတက်ရွေးချယ်ပါတယ်အဲ့ဒီရွေးချယ်ပြီးနောက်ပိုင်းမှာဘာသာပြန်ပါတယ် system နဲ့ထည့်ပါတယ် အဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့ဈာန်သားတွေအားလုံးဖြည့်ဆို့တဲ့စက်ကတစ်ခုရှိတဲ့မေးခွန်းတစ်စုံရရှိလာပါတယ်။ MMO ဆံမပွဲကိုဘာဖြစ်လို့ဖြည့်ဆို့တဲ့လဲဆိုတော့ MMO ဆံမပွဲမှာဈာန်သားတယောက်ချင်းစီကိုထုတ်ပေးတဲ့ individualize လုပ်ထားတဲ့ system တစ်ခုရှိပါတယ်။အဲ့ဒီ report card မှာဆိုလို့ရှိရင်ဈာန်သားတွေကကိုယ်နဲ့ တူးချင်းတယောက်ချင်းစီရဲ့အရေးအသွေးကိုတိတိကျကျခေါ်ပြပေးတာဖြစ်ပါတယ်။ဒါအပြင်မှာကျောင်းသားတယောက်စီကကိုယ့်ရဲ့ level ကိုသူများအများနဲ့ရှင်းကြည့်တဲ့အခါမှာကိုယ့် level ဘယ်ရောက်နေလဲဆိုတာကိုလည်းအသေးစိတ်ခေါ်ပြတာဖြစ်ပါတယ်။ဆိုတော့ဒီ report card system ကတခြား သင်္ချာတန်ပေါ်ရမှာမရှိသေးတဲ့ system တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျောင်းသားတွေအားလုံးကိုယ့်ရဲ့အရေးအချင်းကိုတိတိကျကျသိကျင်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ feedback တွေကိုတိတိကျကျသိကျင်မယ်ဆိုလို့ရှိရင်တော့အမှန်ကိုဖြေဆိုတင်ပါတယ်။ဖြေဆိုတင်ပါတယ်။